နေ့ငါဆိုတဲ့ကောင်ကသူများစောင့်မြင်ကလောက်တဲ့အထိအောင်မြင်အောင်စ조사မယ်ဆိုပြီးတော့စောင့်ပြဲချခဲ့တယ်အခုဆိုရင်မအောင်မြင်သေးပေမဲ့တော်တော်စောင့်မြင်ကနေကြပါပြီဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း2025ခုနှစ်လောက်တုန်းက reaction video တွေကို YouTube ပြီးတော့အောင်မြင်ခြင်းနဲ့ခချောချောကောင်းလေးတယောက်ရှိခဲ့တယ်ပေါ့ဗျာတန်နေသောအခါတမဲရမှာတော့ line သုံးနေရင်သလန်ဒီ video တစ်ခုတွတ်တွေးလိုက်တယ် ဒီဒီမေကုံးလေးတခုမေးချင်တယ်မိတ်ဆွေမှာဖုန်းရှိလားရှိရနော်ညလုံးနှလုံးပါလားပါတယ်နော်ပါလို့ဒီဗီဒီယိုကြည့်နေပြီးရင်ရီတက်လားပြီးရင်ရောသူများကိုကဲ့ရက်တက်လားဒီကောင်ကအလကားကောင်ပါကွာတရားဖို့တုံးဖို့ဗီဒီယိုတွေလိုက်ရိုက်နေတာမကြည့်ပါနဲ့ဟောအဲ့လိုကဲ့ရက်တက်တယ်နော်ဒီလောက်လှုပ်တက်နေပြီဆိုရင် reaction content create လုပ်လို့ရပါပြီအဲ့ဒီမှာပဲငါစူးစမ်းမှဖြစ်မယ်ဆိုပြီးစူးစမ်းလိုက်တာနှစ်ခွေကုန်တယ်ဗောဗျာအဲ့ဒီမှာပဲခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပါတယ်တနေ့ငါဆိုတဲ့ကောင်ကသူများစောင့်မြင်ကလောက်တဲ့အထိအောင်မြင်အောင်စူးစမ်းမယ်ဆိုပြီးတော့ဆုံးဖြတ်ချခဲ့တယ်အခုဆိုရင်မအောင်မြင်သေးပေမဲ့တော်တော်စောင့်မြင်ကနေကြပါပြီတင်တော်ပတင်တော်အရှင်ကိုဝန်တော်ပါရှင် YouTuber ဆက်လုပ်တဲ့အခါမှာအခက်အခဲတွေအများကြီးရင်ဆိုင်ခဲ့ရပါတယ် ရမအောင်တင်တဲ့ဗီဒီယိုအပုံး20ကိုဘသူမှဝင်မကြည့်ဘူးဆိုပြီးတော့စိတ်ထဲမှာထည့်ထားဖို့ကျွန်တော်ရဲ့ဆရာမှားပါတယ်တကယ်လည်းဘသူမှဝင်မကြည့်ပါဘူးတကယ်တမ်းပြောရင်ငါစိတ်စိတ်မကောဘန်ဒန်ခရီတာတိုင်းဟာပရမအောင်3လမှာလူတိုင်းခက်ခဲတယ်အဲ့ဒီ3လကိုကြော်ဖြတ်နိုင်မှသာ subscriber 100k အမြန်ပြည့်ပြီးတော့ YouTube ကနေပေးတဲ့စမူစာကြီးကိုအမြန်ဆုံးရရှိမှဖြစ်ပါတယ် sorry မှားလို့ YouTube ကနေပေးတဲ့ဆေးဘပတံကိုအမြန်ရရှိမှဖြစ်ပါတယ် တို့အနေနဲ့လည်းအိမ်မှာနေပြီးတော့လက်ညှိုးလေးနဲ့ပုတ်လိုက်လက်ကလေးနဲ့ပုတ်လိုက် လုံးမနေကြပါနဲ့အချိန်ကိုအကျိုးရှိရှိအသုံးချပြီးတော့ပုတ်ကြပါဖောက်ခွားမပြောင်းနဲ့ဟဲ့ YouTube ဆိုတဲ့ social platform ကလွယ်တယ်လို့နဲ့ခက်တိမ်တယ်လို့နဲ့နတ်ဆိုတယ်လို့မမရဲ့မောင်ကပထမဆုံးမှဆိုတဲ့မမရဲ့အချစ်ရဲ့တွင်ပြကြီးလို့တိတ်ပြီးလွယ်ကူတဲ့အရာတော့မဟုတ်ပါဘူးဇွဲလုံးလောက်ဝရိယတို့ပေါင်းဆက်ပြီးတော့စူးစမ်းနိုင်မှသာအောင်မြင်တဲ့ YouTuber တယောက်ဖြစ်လာမှာပါ။ ကြိုးစားတိုင်းမအောင်မြင်ဘူးဆိုပေမဲ့အောင်မြင်နေတဲ့သူတွေကလည်းပဲမကြိုးစားပဲမရဘူးဆိုတာတော့သိသိချင်းပါတယ်။ YouTube မှာမိတ်ဆွေတို့အနေနဲ့ကိုကြိုးစားရင်ကြိုးစားသလိုအင်ကန်နေ RK တွေဘဝတလန်းနေအများကြီးရနိုင်နေဆိုပေမဲ့မိတ်ဆွေတို့အနေနဲ့သူမရဲ့အချစ်ကိုတော့ဘလောက်ပဲကြိုးစားကြိုးစားရလာမှာမဟုတ်ပါဘူး။မစနဲ့ကွာ။မငိုခြင်းလား။ reaction video လေးတွေနဲ့ ဗဟုသုတဖြစ်စဉ်မဲ့ဗီဒီယိုလေးတွေကိုအမြဲတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးပြီးတော့ဝင်းရံပေးကြပါလို့ကျွန်တော်အနေနဲ့ရုပ်ခံလေးနဲ့တောင်းဆိုချင်ပါတယ်ခင်ဗျာ။